အကုန်လုံးမောင်နှမကြီးကုန်ပြီးတော့လူငယ်တွေပဲဆိုတော့လေမီချွာကမျက်စိနောက်မှာပေါ့နော်အကုန်လုံးအရင်စော်ကြတော့ပြီးတော့အလိုတကယ်တမ်းရိုက်ကူးတဲ့ချိန်ကြလို့ရှင်တော့ကုမှုနဲ့ကိုတခြားလေးလောက်ကြရဲမိကတော့ဒီကားမှာဆိုရင်ဟိုနောက်ဆုံး sing မျိုးသဘောကြရဲပေါ့အားလုံးကအဲ့မှာဟိုတော်တော် drama ချိုးထားပြီးတော့တခြားနဲ့လောက်ထားကြရဲဆိုတော့လေအဲ့ sing လေးတော့တကယ်မိမြင့်ကြလဲခံစားရဲဟာ မိဘမြတ်တာဆိုတာကိုကျွန်တော်တို့အားလုံးစားတဲ့စကားထဲမှာပြချဘူးလားမင်းမြင့်မြတ်တာငါ့ကြီးတဲ့ခင်ကြီးတွေအားလုံးကအမေရဲ့တာတွေပါပဲ ော့အဲ့လိုမျိုးဟိုပြပြပေးရပေါ့နော်သူဟိုဒီလိုတရုတ်ဆောင်နေချင်းဘယ်လိုလေးစပိုကောင်းနေဆိုအဲ့လိုလေးပြပြပေးရင်တော့လိုက်ပြီးအမှတ်သားဖြစ်ပါတယ်ဟုတ်လားရှိမှာစုံနေစုံမှုရရှိရရကားတွေရှိရဒီကားတော့ဒါနောက်ထပ်ကားတကားပေါ့နော်ဒီကားမှလည်းမီချိုကတကယ်ကိုမိခင်မိတာပေါ်ကျူးထားတာဆိုတော့ဟိုဟိုရိုက်ကူးနေနေလည်းရမ်းတော်ရဲပြီးတော့တကယ်လည်းအတူတူဖြစ်ပါတယ်ဟုတ် မုံငင်ငါဆိုင်လေးဖွင့်တဲ့ပုံစံမျိုးလေးဆိုတော့တကယ်တော့တဘာဝကြကြားနဲ့အဲ့လိုချင်းချင်းအဲ့လိုတေးဥဆောင်ရတာတော်တော်ဟိုဒါမမရရလေးနဲ့မှတ်ကြဖြစ်ပါတယ်မင်းညာမင်းအဲ့လိုအကုန်လုံးကလေမောင်နှမကြီးဆိုတော့တယောက်တည်းမဟုတ်အကုန်လုံးကတယောက်တပေါက်စီ ဆိုတော့တကယ်ဟိုပျော်ဖို့ကောင်းတဲ့ကာကဖြစ်ခဲ့ပါတယ်။ရိုက်ကူးတော့ကလည်းအမှတ်ကျရတာတော့အလိုလူများတော့လीအလိုပြီးတော့အားလုံးရဲ့ညမပုံစံလေးတရုတ်ဆောင်ရတာဆိုတော့အကိုရီပေါ့လीအဲ့လိုပုံစံမျိုးလေးပေါ့ဟုတ်အဲမချူးလေးရတယ်ပကံဟိုရောက်ကြပေါ့ပကံမျိုးသူမှာပဲတစ်ဖွဲ့လုံးဒီရိုက်ကူးရဖွဲ့လုံးကတဲကြရတယ်ဆိုတော့မိလေးပုတ်ပါးကိုကားရဲ့မတော်ခင်ရောက်တဲ့ချိန်ကျတော့အလိုသွားလည်ဖြစ်တာပေါ့အားတဲ့ချိန်လေးကျတော့ဟုတ်တကယ်တမ်းကျတော့လေဟိုရိုက်ကူးရမစုံပြည့်ရင်တယောက်နဲ့တယောက်မတွေ့ဖြစ်ကြဘူးပေါ့နော်အဲ့လိုဒီလိုမျိုးခရ ီတူတူသွားပြစ်ကြတော့အဲ့လိုဒီလိုစုံပြစ်လို့ရှင်တော့သွားပြစ်ကြပါတယ်အဲ့လိုမျိုးပါလေဟုတ်ကဲ့ဇက်ကားတွေကရိုက်ထားပြီးသားကားတွေတူတူရိုက်ထားတဲ့ဟာတွေထွက်လာဖို့လည်းရှိရမကြခင်မှာအဲဒိုက်ထားစုံထားတော်တော်တော့များတယ်ကားလေးလေးအဲ့လေးထွက်ဖို့ရှိပါတယ်ဟုတ်ဟုတ်ဒီရုပ်ရှင်တွေမရိုက်ခင်ဟိုးဆဆချင်း16နှစ်နောက်ထဲကစပြီးတော့ဒီအလုပ်ကိုလုပ်ခဲ့တာဆိုတော့ဆဆချင်းကတော့ဒီဘန်းသူတို့ရေပါ series တွေနဲ့စခဲ့တဲ့ချိန်ဆိုတော့ဟို ်ဒီ16နှစ်ထဲကဒါ training လုပ်တယ်လို့ပေါ့ IT ကိုအမြဲတမ်းဒါ director တွေနဲ့အဲ့လိုထိတွေ့ပြီးတော့နေ့တိုင်းနေ့တူကဒီလိုတရုတ်ဆောင်နေရတဲ့ပုံစံမျိုးပေါ့အသက်16နှစ်ထဲကဆိုတော့အမှတ်တရကြီးရောပြီးတော့ရိုက်ခဲ့တဲ့ series တွေက10ခုလောက်ရှိမှထင်တယ်ဆိုတော့အဲ့ဒီတောက်လျှောက်မှာကအမြဲတမ်းဟိုနေ့စဉ်လိုမျိုးပေါ့သူကပြောရင်အရင်တော့ series တွေကဟိုအပိုင်းလက်ပုံများတယ်ပေါ့ဟိုအရင်ဒီဘန်းတို့တို့ဘာလို့ဆိုအပိုင်း60လို့ဘာလို့ရိုက်ရတယ်ဆိုတော့9လ6လလောက်ကြာတယ်နေ့တိုင်းက ရှူတင်သွားရတယ် director တွေကတင်ပေးရပျက်စီနေရတဲ့ဥဆောင်တွေကတင်ပေးရရင်လည်းနှစ်ဟိုနှစ်တည်းအကြာကြီးဖြတ်တန်းခဲ့ရတော့တွေးကြုံနေရတော့ series မှာအရင်အရင်ရခဲ့တယ်ပေါ့အဝမ်းသာတာပေါ့နော် series ဆိုရင်အရင်တော့ကဟို ဟိုဆဆလှုပ်ခြင်းတော့ Star Award ဒီပါရရှိဘူးတယ်ဆိုတော့အခုလို့ဒါထပ်ပြီးတော့ဟိုအကျယ်ပြန့်လာတယ်ဆိုတော့ဟို series ရှိုက်တဲ့သူတွေအနေနဲ့ဆိုတော့ဝမ်းသာစရာပေါ့နော်ဟာရုပ်ရှင်မှာ academy ကတော့အမြဲတမ်းဒါအမြင့်ဆုံးစုပေါ့လေရှိပြီးသားဆိုတော့ series မှာဒီလိုရှိလာတဲ့အတွက်နိုင်ငံတကာမှာလည်း series မှာရှိကြတယ်လေဆိုတော့မြန်မာနိုင်ငံမှာလည်းအခုလိုရှိလာတဲ့အတွက်ခုနပြောသလိုပေါ့နော် series ရှိုက်တဲ့တရုတ်ဆောင်တွေအကုန်လုံးကလည်း ိုအားရှိတာပေါ့နော်ပို့ပြီးတော့အဲကိုစူးစမ်းရင်စူးစမ်းတလောက်ပြိသက်အတိမတ်ပြုခံရမှာဆိုတော့လေအဲမေတို့ဒီနုပညာအဟိုတဖွဲ့သားနှုန်းပေါ့နော်အဲမောင်နှမရဲ့ရိုက်ကူထားတဲ့ကင်းရုပ်ရှင်ကမက်လ28ရက်နေ့မှာရုပ်တင်မှာဖြစ်တဲ့အတွက်ဘာရောက်အားပေးပါလို့ဒီကားလေးကတော့တာမန်ကိုင်းနဲ့မတူပဲနဲ့မိသားစုမေတ္တာပွဲလေးကြီးရမှာဆိုတော့ပြိသက်တွေလည်းချိန်နှက်တတ်မယ်လို့ပြောနေပါတယ်ကျေးဇူးတင်ပါတယ်ဟုတ် spice of life.